မင်္ဂလာပါရှင်2025ခုနှစ်မေလ14ရက်နေ့ရက်မွန်တဲ17နိုင်ချိန်ကြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ24တာလဲဖြူဟာစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့တွေကအပိတ်တိမ်ပိုက်ရရှိလိုက်ပါပြီ။ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တည်ဆေခဲ့တဲ့လေချောင်းတိုက်ခိုက်မှုကဆေးရဆွေးမှုကိုကျူးလွန်ခြင်းဖြစ်ပြီးစစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အေအေကတတိပေးလိုက်ပါတယ်။ ပခုတ်ကူမျိုးဝင်ကတက်မတရကျက်မဘုံမူတအူးပိုင်ဆိုင်တဲ့ KTV ကိုဝင်ရောက်စီးနှင်းစင်မှာစစ်တပ်အခိုင်းအစီတအူးကိုတနက်တလက်နဲ့အရှင်ဖမ်းမိလိုက်ပါရဲ့ရှင်။ကြံကင်းအတွင်းမှာကျေးရွာအုပ်ချုပ်ရေးမှုကစစ်မှုမထမ်းဆောင်လို့တဲ့လူငယ်တွေကိုပားရိုက်ပြီးငွေ၅000တောင်းခံနေပါဗျ။ Orange Range ရွာမှာစာတင်ကြောင်းလေချောင်းတိုက်ခိုက်မှုမှာတောင်းသူကလေးငယ်တအူးထပ်မံတေဆုံးပြီးစုစုပေါင်းတေဆုံးသူ24ဦးရှိလာပါဗျ။ မုံမြို့နယ်အောင်ကြီးညောင်လေးပင်ရွာကိုစစ်တပ်ကလေရင်နဲ့ပုံကျဲမှုမှာအဖိုးနဲ့အဖွားနှစ်ဦးပွဲချင်းပြီးတေဆုံးပြီးမိုးကုံမြို့ကိုလည်းညသက်ကောင်းရဲ့အချိန်မှာစစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့ပါရဲ့ရှင်။ဒီသတင်းလေးနဲ့တူဒီကနေ့မိုးတဲဆက်နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်လိုင်ပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီရဲ့တာလဲပြူဟာစခန်းကို KNN နဲ့ပူးပေါင်းကြပ်ဖွဲ့တွေကအပိသက်သိမ်းပါရရှိခဲ့ကြောင်း KNU သတင်းအရင်းမြစ်ရဲ့ပြောဆိုချက်နဲ့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။မေလာ၁၀ရက်နေ့နနက်အစောပိုင်းကစပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခုနယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ24တပ်ရင်းတာလဲပြူဟာစစ်ကံကို KNN နဲ့ပူးပေါင်းကြပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကလည်းစခန်းမကျရေးအတွက်တိုက်လေရင်တွေနဲ့တခြားလုံးခုခံတိုက်ခိုက်ခဲ့ကြောင်းမေလာ၁၃ရက်နေ့ ညနေ6:00နာရီ10မိနစ်ဝင်းကျင်အချိန်မှာအဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းလည်းသိရပါဗျ။စခန်းကတော့ရသွားပြီးစစ်တပ်ဘက်ကအထိကိုက်တေဆုံးမှုနဲ့လက်လက်ခဲရန်သိရှိရရှိမှုအခြေအနေတော့မသိရသေးပါဘူး။ထွက်ပြေးသွားတဲ့သူတွေလည်းရှိပါတယ်။ဒီစခန်းကအရေးပါတဲ့ viewer စစ်ကန်ကြီးဖြစ်ပါတယ်လို့ KNU သတင်းရင်းမြစ်ကပြောပါတယ်ရှင်။မေလာ9ရက်နေ့မှာအကြံဖတ်စစ်ကောင်စီရဲ့တခေါ်ပြီးခွိစကန်ကို KNNA PF ပူမာတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာ မေလ23ရက်နေ့မှာတာလဲဖြူဟာစစ်စခန်းကြီးကိုထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ရာကျပ်ပိုင်းအတွင်းစစ်စခန်းတွေကို KNU တပ်မဟာခွန်ကဇက်တိုက်သိမ်းပိုက်နေခြင်းလည်းဖြစ်ပါရဲ့ရှင် KNU ကထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခုံနဲ့မြေအတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းတွေအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုကေစခန်း၊ကျော်ကေထစခန်း၊နော်တရားစခန်း၊ဝမ်ခါတစ်စခန်းများတွင်လည်းတိုက်ပွဲများကူးဆက်လာနိုင်ကြောင်းသိရပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အရက်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တင်ဆက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုမှာစစ်တပ်ကဆေးရဆွေးမှုကျူးလွန်ခြင်းဖြစ်ပြီးစစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အာရခတ်တော် AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခါကတတိပေးပြောဆိုလိုက်ပါတယ်။ဒီလိုမျိုးဗာတိုက်ပွဲမှာမရှိတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီကအရက်သားပြည်သူတွေကိုဥတီပြီးတော့မှရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တယ်ဆိုတာကဒါဟဆေးရဆွေးမှုကိုပျောက်ပျောက်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်။ဒီဆေးရဆွေးမှုအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တယ်လို့အေအေပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုခကပြောပါတယ်။မနေ့ကမေလ23ရက်နေ့ရတိတောင်မြို့နယ်ထွန်းရွေရွာဟောင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်ပျက်ဆုံးခဲ့ပြီးနေအိမ်များလည်းပျက်စီးခဲ့ရတယ်လို့သူကဆက်ပြောပါတယ်။မေလ23ရက်နေ့မနက်7:00နာရီ5မိနစ်မှာ ရတိတောင်မြို့နယ်ထွရွေရွာဟောင်းကိုအကြက်ဖက်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900နှလုံးကျဲချသွားတာရှိတယ်။ဘုံကျဲချမှုဖြစ်စဉ်မှာတိစုံမှုကတော့12ရောက်ရှိနေပြီးနောက်ထပ်တန်ရာရသူကတော့23ရောက်ရှိပါတယ်။အိမ်အလုံး20ကျော်လောက်ပျက်စီးသွားတာရှိတယ်။တဝက်တစ်ပြက်အပျက်စီးကတော့ဆယ်ကနန်းချီရှိတယ်လို့ဥခိုင်ဒုခကဆိုပါတယ်။အကြက်ဖက်စစ်ကောင်စီကဂျပန်ရင်းမြို့နယ်အတွင်းမှာလဲမေလ12ရက်နေ့နှစ်နက်ပိုင်းစာတင်ကြောင်းပေါ်လေရင်နဲ့ဘုံကျဲချခဲ့ရာကျောင်းသားကျောင်းသူကလေးငယ်20နဲ့ ဆီယမ2ဦးစုစုပေါင်း22ဦးတည်ဆုံးခဲ့ပြီးအများပြားတန်ရာရရှိခဲ့ပါတယ်။အခုမေလာကုန်ပိုင်းကြီးစစ်ကောင်စီတပ်ကအပြစ်ခတ်ရက်စဲရေးကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုကိုယခုရက်ပိုင်းမှာဇက်တိုက်ဆိုသလိုတိုးမြင့်ကျူးလွန်မှုတွေလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတော်လရဲတပ်ဖွဲ့တွေကသုံးသပ်ပြောဆိုကြပါရဲ့ရှင်။ဆက်လက်ပြီးမကွေးတိုင်းပခုတ်ကူမြို့ဝင်တမတရားကျင်းမှာပုံမှုတအူးပိုင်ဆိုင်တဲ့ KTV ကိုဝင်ရောက်စီးနင်းစင်မှာစစ်တပ်အခိုင်းအစီတအူးကို တနက်တလက်နဲ့အရှင်ဖမ်းမိခဲ့တယ်လို့ Badass Burma Folk ကထုတ်ပြန်ထားပါတယ်။မေလ10ရက်နေ့မွန်းလယ်တနင်္ဂနွေခန့်ကပခုတ်ကူမြို့အဝင်တမတရတဘုံမှုတအူပိုင်ဆိုင်နဲ့ KTV ကိုပြည်သူတွေရဲ့တည်င်းပေးမှုအရ Badass Burma Folk အဖွဲ့နဲ့ပခုတ်ကူမြို့နယ်တပ်ရင်းတပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့လိုဝင်ရောက်စီးနေရမှာပစ္စတိုတလက်နဲ့အကြမ်းဖက်စစ်ကောင်စီအခိုင်းစီလက်နက်ကင်တအူးကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းဝင်ရောက်ဖမ်းဆီ ထိမ့်သိမ့်ပြီးချိန်မှာ Butterzess Burma Food နဲ့ပခုတ်ကူမြို့နယ်တရင်တပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲဆိုပါတယ်။စစ်ရေးအချိန်မြင့်မာတဲ့အချိန်ရောက်နေပြီဖြစ်၍ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်နဲ့သူတို့အပေါင်းပါတွေရှိတဲ့နေရာတွေကိုအတက်နိုင်ဆုံးမသွားကြပါရန်မြစ်တာရက်ခံကြောင်း Butterzess Burma Food ကအသိပေးလို့ဆိုထားပါတယ်ရှင်။ဆလဘီအေရီတိုင်းတန်ကင်းမြို့နယ်မှာစစ်ကောင်စီကအုပ်ချုပ်ရေးမှုကပြည်သူ့စစ်မှုမထမ်းဆောင်လို့တဲ့လူငယ်တွေကို ဒုထောက်ခံကပါရိုက်ပြီးငွေကျပ်9000ပေးဆောင်ရန်တောင်းခဲ့ကြောင်းဒေတာကံတွေထံကသိရပါတယ်စစ်ကောင်စီကကလိုကွင်းအုပ်စုအုပ်ချုပ်ရေးမှုဥကြည်စိုးတန်းကအုပ်စုအတွင်းမှာရှိတဲ့လူငယ်တွေကိုအတင်းအဓမ္မနိုင်ငံဖမ်းဆီးကစစ်မှုမထမ်းဆောင်လိုသူတွေကိုနှိပ်စက်ခြင်းတွေပြုလုပ်ရရှိကြောင်းလည်းသိရပါတယ်စစ်မှုမထမ်းခြင်းရင်ပားကိုဘဲပြန်ညာပြန်စိတ်ကျေနပ်တဲ့အထိရိုက်တယ်ပြီးတော့9000အ ਨੇ စုံပေးထားရတယ်သူရှိပိုင်းရိုက်ဖို့ လာရင်ဒူးထောက်လက်နောက်ပြပြီးလာရတယ်လို့ကလိုကွေးအုတ်စုဒေတာကန်တဲ့ဦးကပြောပါတယ်။အဲ့ဒီအုတ်ချုပ်ရည်မှုကကလိုကွေးအုတ်စုအတွင်းမှာအမျိုးသားတွေမရှိတဲ့နေအိမ်တွေကိုကြက်ငွေ၅သိန်းတောင်းယူပြီးအမျိုးသားတွေရှိတဲ့နေအိမ်ကိုကြက်ငွေ25သိန်းအထိတောင်းယူကြောင်းဒေတာခန်တွေရဲ့ပြောကြားချက်အရသိရပါတယ်။အလားတူပဲကြံခင်းမြို့နယ်ကွင်းကြီးအုတ်စုစစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးငတ်ကျော်ခေါ်ဦးကျော်ကျော်ကလည်းဒေသခံလူငယ်တွေကိုခနာလိုက်ခဲလို့ချင်းချောက်ခေါ်ယူကစစ်မှုထမ်းဆောင်ရန်စစ်တင်နောက်ကိုပို့ဆောင်ခဲ့ကြောင်းဒေသခံတွေထံကသိရပါတယ်။အေယော်ရီတိုင်းငပူတော်မြို့နယ်ကြုံကူးတိုင်းနယ်ဂျေရင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကလည်းပြည်သူစစ်မှုထမ်းစုဆောင်ရာမှာချင်းချောက်ပြောဆိုမှုကြောင့်မေလ6ရက်နေ့မှာဓာတ်ခုတ်ခံရပြီးတည်ဆုံမှုဖြစ်ပွားခဲ့ပါတယ်။ဒီကရက်ဧပြီလအတွင်းမှာအေယော်ရီတိုင်းကြုံကျော်မြို့နယ်ညောင်ပင်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှုဦးလာကျိုင်တနက်နဲ့ပြစ်ခတ်ခံရတာတင်ဆောင်ခဲ့ပြီးနှစ်တရမျိုးနဲ့တနုတနောကျေးရွာအုပ်ချုပ်ရေးမှုဦးမောင်ဖြူလည်းဒါခုတ်ခံရတာတင်ဆောင်ခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းတပရေးမျိုးနဲ့အိုထင်းတင်းရွာစာတင်ကျောင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွင်တန်ရာရကျောင်းသူခလင်းငယ်တဦးထပ်မံတင်ဆောင်ပြီးစုစုပေါင်းတင်ဆောင်သူ24ဦးထိရှိကြောင်းတပရေးမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပအဖကယနေ့မေလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ grade 3မှာပညာသင်ကြားနေတဲ့မပြပြငိမ်းအသက်17နှစ်ကယနေ့မေလ14ရက်နေ့မှာထမှန်ကွယ်လွန်ခဲ့တယ်လို့ဂျပန်ရင်းပါအာဖာကထုတ်ပြန်ထားပါတယ်။မေလ13ရက်နေ့ကလည်း grade 2မှာပညာသင်ကြားနေတဲ့မောင်အောင်စရာ အသက်10နှစ်ထမှန်ကွယ်လွန်ခဲ့ကြောင်းဂျပန်ရင်းပါအာဖာကဖော်ပြထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေမထုတ်ပြန်မီမှာမြေပြင်စည်ရင်းကောက်ယူမှုရာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်တန်ရာရသူ100ဦးရှိကြောင်းအဲ့ဒီဂျပန်ရင်းပါအာဖာကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်အိုထင်းတွင်းရာစာတင်ကြောင်ပုံကျဲခံရမှုမှာတောင်သားကျောင်းသူ22ဦး၊ဆီယာမ2ဦး၊စုစုပေါင်းသေဆုံးသူ24ဦးအထိရှိလာပြီလို့ဆိုပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းမြောင်လေးပင်ခရိုင်မုံမြို့နယ်အောင်ကြီးမြောင်လေးပင်ကျေးရွာကိုစစ်တပ်ကနေရင်နဲ့ပုံကျဲချခဲ့ရာအဖိုးနဲ့အဖွာ2ဦးပွဲချင်းပြီးသေဆုံးသွားကြောင်းသေဆုံးသူ2ဦးရဲ့မိတ်ဆွေတွေကပြောပါတယ်ရှင်။ဂျမန်နေမေလ23ရက်နေ့ နက်နက်ပိုင်းမှာပဟိုးတိုင်းညောင်လေးပင်ခရိုင်မုံမြို့နယ်အောင်ကြီးညောင်ပင်သာကျေးရွာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေချောင်းတိုက်ခိုက်ခဲ့ရာအသက်80နှစ်ဦးကြည်အောင်နဲ့အသက်82နှစ်အရွယ်ဒေါ်တော်တို့နှစ်ဦးသေဆုံးခဲ့ပြီး10နှစ်အရွယ်ကလေးငယ်တအူးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဘုံကျဲချမှုကြောင့်ဖုန်ကြီးကျောင်းနဲ့နေအိမ်တချို့ပျက်စီးခဲ့ကြောင်းလည်းသိရပါတယ်ပါတိုက်ပွဲမှာမရှိဘဲနဲ့ဘုံကျဲချခဲ့တာပါရွာပေါ်တက်တဲ့ကိုဘုံကျဲချတာရွာမှာက ဘယ်တော်လန်ရေးတက်ဖွဲ့မှလည်းတက်ဆွဲထားတာမျိုးမရှိပါဘူးပြည်သူတွေပဲနေနေကြတာလို့တည်ဆုံးသွားတဲ့အဆွေမျိုးတအူပါပြောပြပါတယ်အလားတူပဲယမန်နေ့ည10:55မိနစ်နဲ့ည17:50မိနစ်အချိန်မှာ TNN သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုံးမြို့ကိုကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ပုံကျဲချခဲ့ကြောင်းလည်းသိရပါတယ်မနေ့ညကည10:55မိနစ်အချိန်မှာမိုးကုတ်တလေးရှိကိုပုံကျဲတယ်နောက်ပြီးတော့ည17:50မိနစ်မှာရွှေလိပ်ပြာကိုတစ်ချိန်ကျဲချတယ် ထိခိုက်ပျက်စီးမှုအခြေအနေတော့မသိရသေးဘူးပေါင်900ဘုံကျဲချခဲ့တာဖြစ်တယ်လို့စစ်ရေးသတင်းမြစ်ကပြောပါရရှင်ဂျမ်ဖတ်စစ်ကောင်စီကယခုရက်ပိုင်းအတွင်းနိုင်ငံတော်ကိုပြည်သူတွေထိခိုက်ဒေဆုံးမှုများစေတဲ့အလွန်ဆိုးရွားပြင်းထန်တဲ့နေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်လာတာကိုလည်းမြင်တွေ့နေရပါရရှင်ဒီကနေ့မိုးတက်ဆန်နိုင်ချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြတ်ဆုံးပြုမြောက်ကြပါစေရှင်